23ရက်ဧပြီလ4လပိုင်း23ရက်ဧပြီထွက်လာတာဟိုဘက်နေ့ရဒီတိုက်တွေပဲထွက်လာတယ်အဲ့ဒီနှစ်လအတွင်းတော့တစ်လခွဲတော့နှစ်လအတွင်းတော့မှာခမားတို့ဒါသမီးတွေရောနော်ဖြေနိုင်မလားခမားတို့မေးဖို့မလို့မေးဖို့လို့တဲ့ဒီကလေးတွေကိုစာမေးဝဲပြန်ဖြေခိုင်းပါလေမေးကြည့်တာဟုတ်ပြီအဲ့ဒီခမားတို့ဖြေခိုင်းတဲ့ကလေးတွေထဲမှာနင်ခမားတို့အခုဖြစ်သွားရနော်ဖြစ်သွားတာဇကိုင်းမန္တလေးနေပြီးတော့ဒါတို့ဘက်ရှိသေးတယ် အဲ့ဒီကကလေးတွေကပဂတိအကောင်တရားနေတယ်ရှိနေသေးတာလားဟမ်သူတို့ရဲ့မိသားစုတွေငလင်ဘေးထဲမှာပါမသွားဘူးလားကဲတေတဲ့လူကတေသွားပြီထားအောင်အဲ့ဒီငလင်တန်လို့လို့ခံစားနေရတဲ့တောကမိတွေလောင်ပြိုင်နေတဲ့ကလေးတွေကဒီစားမွေးဝဲကိုပြန်ပြေးမယ်ဆိုတာခမဆဲပါတာဂုံသူထွက်တဲ့ကလေးတော်မှဟမ်ပြန်မပြေတော့ဘူးကလေးပြန်ပြေဆိုပြီးတော့မှကလေးတွေဘယ်တော့ပြန်မနေပါလဲသူတို့ဖြေခဲ့ပြီးပြီလေဖြေရခမသဘာဝတရားကြီးကဦးမေအောင်လည်းလောက်ခိုင်းရလည်းမဟုတ်ဘူး ဘုရားကောရမနဲ့ဆိုဘုရားလုတ်ခိုင်းတာလည်းမဟုတ်ဘူးသူ့ဘာသူတဘာဝတရားဖြစ်တာကိုဒီကလေးလေးကိုစိတ်တိုင်းတကြကမောင်ဆက်ပေးနေတာတဲ့အဲ့ဒီကမောင်တော့၆ပေါင်းတော်တယ်မှာငလင်လုတ်တဲ့လူမပါဘူးလားငလင်လုတ်သွားတဲ့ကလေးလေးမပါဘူးလားအဲ့ကလေးလေးကဘလို့ပုံစံနဲ့ကမောင်ဆောင်ဖို့ပဲတော့ပြရပါလေခင်ဗျားတို့အုံနောက်ထဲမှာချီးပဲချီးတယ်ကျွန်တော်ကဝေဦးကြီးချုပ်ကြီးနိုင်ငံတော်ဝန်ကြီးချုပ်ကြီးနဲ့ပညာရေးဝန်ကြီးဝန်ကြီးတို့ခင်ဗျားတို့တိဟိုတိနေချင်းတယ်ဗျာနော်နိုင်ငံတော်ဝန်ကြီးချုပ်ကဒါတိလားမတိလားမသိဘူးအဖေကကြိုကြီးဦးမင်းအောင်လည်းတိပါသလားခင်ဗျာဒီကိစ္စကို ဒီပညာရေးဝန်ကြီးကဘလို့အဆွေဉာဏ်တော်ဆူရောက်ပြီးတော့မှဒီငလင်လုပ်တဲ့ဒေတာတွေကိုစာမုပ်ပဲပြန်ပြေရမယ်ဆိုပြီးတော့ဘလို့အုံနောက်လို့နဲ့ပြောလိုက်တာလေအခုလူတွေကဆဲကုန်ပြီနော်အဲ့ပညာရေးဝန်ကြီးကလည်းဘာလဲဘယ်လိုလဲတော့လည်းမသိဘူးအခုဆဲကြတာဘာသာကြောင့်ဒီလိုပဲဆဲတာဟမ်ကလေးတွေပြန်ပြေခိုင်းကလေးတွေမသိဘူးလေဤလူလူကလည်းမသိဘူးလေဟာအစိုးရကိုဆဲတာပေါ့လုတ်ပေါက်လုတ်ပေါက်က စကိုင်းကလေးကြောင့်တက္ကသိုလ်ဝင်တဲ့အဖြေလွာများပျက်စီးသွား၍မန္တလေးစကိုင်းကချင်းနှင့်နေပြည်တော်တို့တွင်ဇွန်လ16ရက်နေ့မှစတင်၍စာမေးပွဲပြန်ဖြေရမည်ဟုစစ်ကောင်စီကကြေညာအများစုသောចောင်းသားចောင်းသူများစာမေးပွဲပြန်ဖြေရန်အခက်အခဲဖြစ်နေသည် စကိုင်းကလေးကြောင့်တက္ကသိုလ်ဝင်တဲ့အဖြစ်လွားများပျက်စီးသွား၍မန္တလေးစကိုင်းကချင်းနှင့်နေပြည်တော်တို့မှចောင်းသားចောင်းသူများအလုံးဇွန်လ16ရက်နေ့မှစတင်၍စာမေးပွဲပြန်ဖြေရမည်ဟုစစ်ကောင်စီကယနေ့ကြေညာသည်ဇွန်လ16ရက်နေ့မှစတင်၍ဇွန်လ21ရက်နေ့အထိမန္တလေးစကိုင်းကချင်းနှင့်နေပြည်တော်တို့တွင်တက္ကသိုလ်ဝင်စာမေးပွဲများပြန်လည်ဖြေဆိုရမည်ဟုစစ်ကောင်စီကကြေညာခြင်းဖြစ်သည် စကိုင်းကလေးလှုပ်ခတ်စဉ်မန္တလေးတက္ကသိုလ်မီးလောင်ပြီးတက္ကသိုလ်ဝန်ထမ်းစာမှုဝဲအဖြေလွှာလေးသိန်းခန့်မီးလောင်ပျက်စီး၍မန္တလေးစကိုင်းကချင်းနှင့်နေပြည်တော်တို့တွင်စာမှုပွဲပြောင်းခြင်းပါရန်အကြံဖတ်မင်းအောင်လိုင်ကညွှန်ကြားခဲ့သည်။နော်နောက်တစ်ခုကတော့ကျွန်တော်ပညာရေးကိစ္စကျွန်တော်စပြောတဲ့ဥစ္စာကျွန်တော်ပြောမယ်။နော်ဒီဥစ္စာလေးတွေကိုလည်းကျွန်တော် credit ပေးပါတယ်ပြန် serving လုပ်ပေးပါနိုင်ငံတော်နာသာဝန်ကြီးချုပ်အဘကကြိုကြီးဦးမေအောင်နိုင်နဲ့နိုင်ငံတော်ရဲ့ပညာရေးဝန်ကြီးဝန်ကြီးပေါ့နော်ဝန်ကြီးတွေ ခင်ဗျားတို့ပေါ့နော်ကျွန်တော်ဒီပညာရေးဝန်ကြီးကိုပြောချင်တာခင်ဗျားတို့ဆိုတာခင်ဗျားတို့ကစီမံကကွယ်မှုကတော့ပဲတည်ရလားဗျမေးကြည့်တာပါနော်ဒီကလေးရောက်6000ကျော်ကိုပြန်ဖြေမယ်ဆိုတော့ဘယ်လိုမေးခွန်းမျိုးနဲ့ပြန်ဖြေမှာလဲအခုဒီနေ့ဒီမှာနော်23ရက်ဧပြီလ၄လပိုင်း23ရက်ဧပြီထွက်လာတာဟိုဘက်နေ့တွေကဒီတိုက်တွေပဲထွက်လာတယ်အဲ့ဒီနှစ်လအတွင်းတော့တစ်လခွဲတော့နှစ်လအတွင်းတော့မှာခင်ဗျားတို့သားသမီးတွေရောနော်ဖြေနိုင်မှာလား ခမတို့မေးခွန်းမလို့မေးခွန်းမျိုးနဲ့ဒီကလေးတွေကိုစံပေးဝဲပြန်ဖြေခိုင်းပါလေမေးကြည့်တာဟုတ်ပြီအဲ့ဒီခမတို့ဖြေခိုင်းတဲ့ကလေးတွေထဲမှာမဲဇခမတို့အခုဖြစ်သွားရနော်ဖြစ်သွားတာဇခိုင်းမန္တလေးနေပြီးတော့ခမတို့ဘယ်ရှိသေးလဲအဲ့ဒီကကလေးတွေဟာပဂတိအကောင်တရားနဲ့ပဲရှိနေသေးတာလားဟမ်သူတို့ရဲ့မိသားစုတွေငလင်ဘေးထဲမှာပါမတော်ဘူးလားကဲတေတဲ့လူကတေသွားပြီထောင်းအဲ့ငလင်ပြန်လို့လို့ ခံစားနေရတဲ့တောကမိတွေလောင်မြိုက်နေတဲ့ကလေးတွေဟာကြီးစားမိုးမွေးကိုပြန်ပြေးမယ်ဆိုတာခမရဆဲပါသာဂုံသူထွက်တဲ့ကလေးတော်မှဟမ်ပြန်မပြေတော့ဘူးအပြေကျင်တော့ဘူးတဲ့အခုပြည်သူတွေပြောနေပြအောင်ပါဟမ်အပြေကျင်တော့ဘူးတဲ့သူတို့ကလည်းတောကနဲ့တောကနဲ့လေခံစားရတယ်လေခဏတော့ဘလို့အတိညာပြညာနဲ့ဒီလိုမျိုးပြန်ပြေးဖို့ကိုဆုံးဖြတ်လိုက်ကြတယ်ခဏတော့မှအိုက်တဲ့ကောင်းတဲ့အစီအစဉ်တွေမရှိတော့ဘူးလားဘလို့ဘလို့စိတ်မျိုးနဲ့စာသွားချက်ပါလေအဲ့ 就拿多少？啊！你超多少个里的呀？啊！啊！你咋的这么少的？旁边都开来的，开嘛的？对面那边有几多钱？那边有几多钱的？这边有几多？有几多？有几多钱来了？懂？那边有几多啊？他几两百，几两百的。反正就是我们要有几万的来怎么样？你跟上。这边哪有问题啊？不如首先从输掉开始吧。第，那里老板最大的一个，三毛钱变十两卖手表，不如？ အုံနောက်ပြောနေပြောလိုက်တာလေအခုလူတွေကဆဲကုန်ပြီနော်အဲ့ပညာရေးဝန်ကြီးကလည်းဘာလဲဘယ်သူလဲတော့တော်လည်းမသိဘူးအခုဆဲကြရတာဘာသာကြောင့်ကြီးကိုပဲဆဲတာဟမ်ကလေးတွေပြန်ပြေးတိုင်းကလေးတွေမသိဘူးလေပြည်သူလူတွေကလည်းမသိဘူးလေဟာအစိုးရကိုဆဲတာပေါ့လောက်ပေါ့လောက်ပေါ့ကဘလို့ပြန်ဖြေမှာလို့ဘလို့စိတ်မျိုးနဲ့ဒီတလားနှစ်လားအတွင်းကိုစာချက်ပြီးဖြေရမှာလေဘလို့မေးခွန်းနဲ့ဖြေခိုင်းမှာလေအဲ့စာချက်ဖို့ဘလို့စာအုပ်တွေထုတ်မှာလေဟမ်ခဏတော့အောက်ကြည့်ဒီကလေးတွေရဲ့ဘဝကိုခဏတော့ဘာတောင်းမယူဘူးရှိလဲ ဘာတောင်းခံမှုကြီးလဲဟမ်ခမောက်ဒီကလေးနဲ့နေရင်တိုင်ရတော့မှငလေးလုံးလို့အဆင်မပြေတော့ဘူးခမားတို့ကသာမုပဲပြန်ထိခိုင်းမယ်ဆိုတော့ဘလို့သဘောနဲ့ခမားတို့ပြောလိုက်ကြတယ်ခမားတို့ကငါလက်ကလွတ်ပြုတ်ပြီးရောခမားတို့ကအုံနာမရှိဘူးလားခမားပညာရေးဝန်ကြီးလုပ်နေပြီးတော့မှဟမ်ခမားပညာရေးဝန်ကြီးလုပ်ပြီးအုံနာမရှိဘူးလားဟမ်ကိုပိုင်တတန်းတောင်းနေတောင်းတက်တယ်ဖြေအကုန်လုံးအောင်ပေးလိုက်ခမားတို့ဆရာဝန်ဝင်ဝင်ပြေမယ်လူတွေဖြေခိုင်းလိုက်ကြီးပြန်ဘုပ္ပအင်ဂျင်နီယာဖြေခိုင်းလိုက်ဟဲ့ တက်မလို့စစ်တက်ကတော့တက်မယ်စစ်စေးတို့ဒီပညာတက်ကတော်တို့ခေခိုင်းနေအဲ့လိုခေလို့မရဘူးလားအဒီကလေးတွေအချိန်အခုခဏတော့ချမ်းသာပါလိမ့်ခဏတော့ခဏတော့ကိုလိုလုံးတာဟောခလေးတွေကိုဟမ်ခလေးတွေပြန်ပြေဆိုပြီးတော့မှခလေးတွေဘယ်တော့ပြန်မနေပါလဲသူတို့ဖြေခဲ့ပြီးပြီလေခေတာကနာသဘာဝတရားကြီးအောင်မရအောင်လည်းလုံခိုင်းရလဲမဟုတ်ဘူးဟုတ်လားကိုလိုမနေဆိုပြန်လုံခိုင်းရလဲမဟုတ်ဘူးသူကသူသဘာဝတရားဖြစ်တာကိုဒီကလေးတွေကိုစိတ်တိုင်းတကြခဏတော့ဆက်ပေးနေတာကဲအဲ့ဒီခဏတော့ချောင်းချောင်းတော်တွေမှာငလေးလုံးတဲ့လူမပါဘူးလားငလေးလုံးသွားတဲ့ကလေးတွေမပါဘူးလား အဲ့ကလေးတွေကဘယ်လိုပုံစံနဲ့ခဏတို့ဆောင်လို့ပဲတာဖျားပါလေခဏတို့အုံနောက်ထဲမှာချီးပဲကြည့်တယ်လာဖန်ခိုင်းလိုက်အမှန်တရားကိုပြောတာခဏတို့ဘယ်လိုအုံနောက်လဲအဲ့တော့ခဏတို့တခုပြောပြမယ်ပညာရေးဝန်ကြီးကိုပြောမယ်ခဏအရင်မေးခွန်းထုတ်တယ်အဲ့နှစ်လအတွင်းကိုခဏကိုလည်းချက်ပြီးတော့ဖြေကြည့်လိုက်ဟေးဟမ်ခဏနဲ့မေးခွန်းမသိဘူးခဏတို့ကမေးခွန်းမသိ လေးလပိုင်း16ထား9လပိုင်း16 6လပိုင်း16ပုံလာအဲ့ဒီမှာအခုကလေးလပိုင်းအခု24ရက်ရှိပြီနော်9လပိုင်း20နဲ့6လပိုင်း24တလာဝဲတော့ပဲအချိန်ရှိတယ်တင်နာရေးဝင်ကြီးခမားကိုတိုင်းထုတ်တဲ့မေကိုခမားဖိနေလားကျွန်တော်မေးကြည့်မယ်ဒီကလေး6000ကျော်အတွက်ဒီကလေး6000ကျော်ဆိုတာအိမ်ထဲမှာနေပြီးစားချက်ပြီးတော့မှထည့်ရတဲ့ကလေးမဟုတ်ဘူးဗျခမားတို့ငလိလောက်သွားလို့စကိုင်းတိုင်းမန္တလေးတိုင်းနေပြီးတော့ဥမာတခုဒီပဲဝင်းကြီးတော့လောက်သွားပြီးဖြေတဲ့ဒီမန္တလေးတိုင်းစားချက်စားနာမှာရှိတက္ကသိုလ်ထဲမှာရှိတယ်ရအောင်နော်လောက်သွားတဲ့ ပြဿနာတဘာဝဘေးရနေရူခဏတရခွေလောက်နလလောက်နဲ့စာချပြီးပြန်ဖြေခိုင်းမယ်ဆိုတာကဘလို့သဘောမျိုးနဲ့ကျွန်တော်ဆုံးခဲ့တာလဲလို့ကျွန်တော်တစ်ချက်တော့ပြောကြည့်လိုက်ပါခဏကိုယ်တိုင်အဲ့တရခွေနဲ့ချက်ပြီးတော့အဲ့ဒီမေးခွန်းကိုဖြေနိုင်လားပုတ်တယ်နေလားဒါရိုးရိုးချင်းချင်းဒါပြည်သူ၃၃၄၈၀ရောက်ကြည့်နေတယ်ခဏကိုယ်တိုင်ဖြေနိုင်လားခဏထုတ်တဲ့မေးခွန်းကိုခဏကိုယ်ရင်ပြချက်ခိုင်းမှာဖြေနိုင်လားခဏတို့တိုင်းပြည်ကိုတော့ဘလို့ဆွေးနွေးတော့ဆူရောက်ပြီးတော့ဘလို့ဘလို့ပုံစံမျိုးနဲ့လုံနေမှလည်းမသိဘူး ကလေးတွေဘက်ကကျတော့ခင်ဗျားတို့ကိုချင်းမစားတော့ဘူးလားဒီကလေးတွေဘလို့ဖြေးပါလဲဟမ်အခုငါးပါးသာ၆ပါးသာမှန်တာလေဥမာကလေးတွေတော့မဖြေးတော့ဘူးတဲ့မဖြေးချင်တော့ဘူးတဲ့ကဲအဲ့တော့ဗာပြည့်လေအကုန်လုံးအောင်ပေးရရမှာတဘာဝဘေးရနေရအကုန်လုံးအောင်ပေးရမှာကျွန်တော်တို့မပြောလို့ဘူးပေးလိုက်နော်အဲ့ဒီမှာမှသူရဲ့ Excel chart သူရဲ့ဒီဆရာဝန်ကြီးဆရာမတွေကုန်တည်တယ်နော်အောင်ပေးလိုက်ပြီပြခင်ဗျားတို့တတ်မှတ်လိုက်တော့ကုန်တူးလည်းမပေးနဲ့ ာလည်းမကြနဲ့တော့နော်တဘာဘာဘေးကြောင့်ဖြစ်တဲ့ကိစ္စဂုံတူးလည်းမပေးနဲ့အကြလည်းမပေးနဲ့ပြန်လည်းမပြေပါနဲ့အားလုံးအောင်ပေးလိုက်ပေးပြီးစေးစေးလိုက်မိတဲ့ကလေးတွေလာလျှောက်ဆိုပြီးရှောက်ခိုင်းလိုက်နော်ဒီရက်စစ်တဲ့ကတော်မှလည်း तू ကဘိုလ်လုံးပြေမယ်ဆိုရင်သူ့တော်ပြေလိုက်မယ်နော်သူ့ရဲ့သူ့ရဲ့ရေချင်းတဲ့မှာစစ်ပြီးတော့ပြေလိုက်မယ်နော်စစ်စေးပြေမယ်ဟုတ်လားနော်စစ်စေးကိုပြေမယ်လို့လေထေလိုက်စစ်စေးပြေမယ်ကောင် ဟုတ်လားဖြေနော်သူ့အရေးချင်းနဲ့သူသွားမှာပေါ့အင်ဂျင်နီယာဖြေမဲ့ကောင်တို့ဖြေတယ်အဲ့ဒါကိုပြန်ဖြေခိုင်းနေဆိုတော့ဘယ်သူကပြန်ဖြေမလဲဒီကလေးတွေအနာကဆုံးဆုံးသွားပြီလေပျောက်သွားပြီလေတကယ်တော်တဲ့တက်တဲ့ကလေးတွေသူတို့အဖေမေတွေငလင်လုံးလို့အိမ်တွေပြိုပြီးတော့မှစကိုင်းရောမန္တလေးရောအများကြီးပဲပါသွားတာ哦သွားပြီးတော့ဒီကလေးတွေဝေဒနာတွေထပ်ပေးနေဦးမလားအဲ့ဒီကလေးတွေအသက်အသက်ဘယ်လောက်ရှိလို့လဲခဏတော့အုံတော့မအဲ့လောက်ပဲရှိရလားလို့ကျွန်တော်တို့ကပြောချင်တာပြန်ဖြေဆိုတော့ခဏတော့သာသမီတွေလည်းပြန်ဖြေခိုင်းလိုက်ပြန် 今天我今天有问题我表现了、啊、吧？喏、no?，问题过来提吧。哎，美国问题过来问提吧。问题不要来别讲了，上辈子哎哎美国，是是，好了、okay. 啊，美国搞过来不走的，搞过来不走的美国嘛，跟谁在那的啊？喏、no? 哎，以前美国那边说的美国保护一大片的，然后美国从那边后，现在这个版图在哪在哪的？啊，生产就用的，交战的不能拿的，超那边拿回、no? 来、啊，然后超那边第二张回来，你。 6လ9လ7လ9လ10လ11လ12လ1လ3လတော့မှဖြေရတယ်နော်9လတော့ကျက်ထားတဲ့စာကို9လလေးနဲ့ဖြေရဘယ်လိုဖြေပါလဲဘယ်လိုပုံစံနဲ့အဲဆုံးဖြတ်ချက်ကိုဖြတ်တာလဲကျွန်တော်သာသမီ10ရက်မရှိဘူးနော်ကျွန်တော်သာအခုဒီမှာခေါ်ပြလို့ရတယ်9တန်းပဲရှိသေးတယ်ကျွန်တော်သမီးတန်းဒီနေ့စာမှာတန်းတက်မှာကျွန်တော်ရဲ့ကိုရေးကိုတာကိစ္စမဟုတ်ဘူးနိုင်ငံနဲ့လူမျိုးအတွက်တိုင်းပြည်ထဲမှာရှိတဲ့ဒီပညာရေးကိုပြန်ပြေးရမယ်အကြောင်းသူကျောင်းသား6000ကျော်နဲ့သူ့ရဲ့မိဘတွေနဲ့ ခင်ဗျားတို့အောက်မှာအခုပေါ်တော့ရိုက်နေပြီပြောနေတာခင်ဗျားတို့ကပြောရမယ်စောက်ခုမဆိုင်ဘူးခေစောက်ခုမဆိုင်ဘူးခေဆိုရင်ကျွန်တော်ကလည်းပြန်ပြောပြောပေးချင်တယ်တလားနော်ခေဘောပဇာရှိတဲ့လူတွေနော်အဆောင်နေနိုင်တဲ့လူတွေဒုက္ခမြောက်ဘူးလေဒီငလင်ဘေးနဲ့တင်းထဲမှာမပါတဲ့လူတွေကငလင်ဘေးနဲ့တင်းထဲမှာပါတဲ့လူတွေကလေးတွေကျောမွေးအခြေခံလူတန်းသားတွေအဲ့လူတွေကဘလို့ဖြစ်ပါလဲဟမ်ခင်ဗျားတို့ပြောနေចောင်းမတက်နဲ့ចောင်းထွက်ဆိုပြီးတော့ ြောခဲ့တာဒီကလေးတွေကတောင်းတက်ခဲ့တာလေနာသာကဝန်ကြီးချုပ်ရဲ့လက်အောက်ဆိုးရလက်အောက်မှာတတိကြီးကြီးနဲ့ရရရရနဲ့ပညာတက်ချင်လို့တောင်းတက်ခဲ့တဲ့ကလေးတွေလေအဲ့ဒီကလေးတွေကိုပြန်ဖြေခိုင်းမယ်ဆိုတော့ဘလို့ဖြေမှာတော့ခဏလိုပြောခဲ့တဲ့ចောင်းမတက်နဲ့ចောင်းထွက်ဆိုတဲ့လူတွေအခုတကွန်းတက်ပြောရင်လားဘူးမှမပြောဘူးဒီကိစ္စကိုမှိုင်းနေတယ်တကယ်တိုင်းပြည်ကိုချစ်လို့နိုင်ငံချစ်လို့ဒီအစိုးရကိုအားကိုးလို့ဒီအစိုးရရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ចောင်းဆရာမတွေပညာရေးမှုတွေရဲ့လက်အောက်မှာကလေးတွေကတတိကြီးကြီးနဲ့ရရရဝင်းဝင်းနဲ့ ကြောင်းတက်ခဲ့တဲ့ကလေးတွေလေကြောင်းကြောင်းတက်ပြီးတော့မှအစိုးရရဲ့တင်ယုံညွန်းနဲ့ဇာမဝဲဖြစ်ခဲ့တဲ့ကလေးတွေငလီလောက်လို့သူ့ဘာသူဖြစ်တာဗျာငလီလောက်တော့ဘာဘာပေးကြောင်းလောက်တာကိုပြန်ပြေဆိုတော့လူဆိုတာတော့တောက်ချင်နေပြီအစိုးရနဲ့ရဲရဲပဲအကုန်အောင်ပေးလိုက်ဒါတဘာဝပေးပေးလိုက်အဲ့ဒီမှာကျွန်တော်ဒါတပီတောင်မှမပါဘူးနော်အဲ့ဒါဆိုခင်ဗျားတို့အစင်းစင်းဆယ်နှောင်းအောင်ပြီးတော့မှဒီဆေးကြောင်းတွေဒီရက်စေတက်တာတွေနော်ဒီရက်စံမေတက်တာတွေအင်ဂျင်နီယာတွေ အဲ့ဒါတွေရောပြန်ပြရတာမဟုတ်လားတက္ကသိုလ်ရှောင်းမယ်ပြီးတော့သူရှောင်းလေရိုးရိုးပထဝီတို့သမိုင်းတို့ဘာတို့ရမှာပေါ့ဟုတ်တယ်မလားရမှာပေါ့တော့သူရှောင်းချင်းရောမရှောင်းချင်းလေအဲ့သူကြားနေမှာလဲအမှကြားနေမှာပဲအမှဝဲရတဲ့နေရာမှာခမတို့ကကိုယ်ပညာရေးကိုကိုမယုံဘူးလားဟုတ်လားသူကသူတက်လာမှာလေတက္ကသိုလ်ဘာလဲပြန်ပြရအောင်မှာပဲအဲ့ဒီမှာပထဝီကျမအသိပံဘာဖြစ်လဲညာဖြစ်လဲရှောင်းလာမှာလူကတနိုင်ငံလုံးတိုင်းတာမဟုတ်ဘူးဗျခမတို့ပြန်ပြခိုင်းနေ6000ကျော်ကငလင်ဘေးနဲ့တက်သွားတဲ့ရက်ဝင်းက ကျောင်းသူကျောင်းသားတွေဖြစ်နေတယ်။အောင်းနောက်လည်းတွေးဦးတွေးဦးနော်အဲ့တော့ခင်ဗျားတို့ပြန်ဒီခိုင်းတဲ့နေရာမှာအရန်တော်တယ်ထက်မြက်တဲ့ဇကိုင်းရလူလူ